အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုတစ်ခုစီတစ်ခုစီအာယုံပြုပြီးတော့ဆင်ញင်စဉ်းစားနိုင်မှဘုရားနုဒတိဘာဝနာ ဖြစ်တယ်။အေးမြန်မာနိုင်ငံမှာတော့ဘုရားနုဒတိဘာဝနာလို့ဆိုပြီးတော့ပฏิစိတ်ကြတာတွေကများတယ်ပေါ့။ပฏิစိတ်တဲ့အခါမှာတော်တော်များများကဒီအရေးအတွက်ခဏံဘက်ကို ရောက်သွားပြီးတော့ဘုရားကုံတော်ကိုအာယုံပြုနိုင်တဲ့ပုဂ္ဂိုလ်ဟာအမြဲတမ်းနေမှားတယ်လို့ပြောတယ် ဘာလို့လို့ဆိုလို့ရှိရင်ဂုဏတထောင်ပရိစိတ်တယ်ဆိုရင်တထောင်ပြေးဖို့ပဲအာယုံဆိုင်တယ်လေစိတ်ကဟိုရောက်ဒီရောက်လည်းပဲသူကရေ တွက်နေတာပဲအဲ့လိုရေတွက်နေတာတွေဆိုတော့ဂုဏတော်ကစိတ်မရောက်ခဲနဲ့ရေတွက်နေတာမျိုးတွေကြတော့ဒါကဖရာဂုဏတော်အာယုံပြည့်တယ်လို့ပြောလို့မရဘူးအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏတော်ဆိုတာအခုလို့သိပြီးတော့ တခုချင်းတခုချင်းဆင်ញင်စဉ်းစားလို့စိတ်ထဲမှာကြည်နူးဝမ်းသာမှုတွေဖြစ်လာအောင်ဖြစ်လာသည့်အထိအာကိုယုံကြည်တိုက်တဲ့ပုဂ္ဂိုလ်ဆိုတာသိရှိလာသည့်အထိအောင်ဂုဏ်တော်တွေကိုအသိဉာဏ်နဲ့ဆင်ញင်သုံးသပ်နေတာဒါဗုဒ္ဓံတို့တတိဘာဝနာလို့ခေါ်တာပဲအဲ့ဒါလို့ဆင်ញင်သုံးသပ်နေဖို့လိုအပ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့နှုတ်ကြရမယ်အရဟံအရဟံလို့ယွချင်းယွနေမယ် သမသမုဒ္ောသမသမုဒ္ောလို့ဆိုခြင်းဆိုနေမယ်ကုသိုလ်မရဘူးတော့မဟုတ်ဘူးကောင်းတာဆိုသည့်အတွက်ကြောင့်ကုသိုလ်တော့ဖြစ်မှာပဲသို့သောအကျိုးသက်ရောက်မှုဟာအားနည်းတယ်လို့ဒီလိုပြောပါဖြစ်လို့တော့ဆိုတော့ဘုရားကုံတော်ကိုအာရုံပြုတယ်ဆိုတော့စိတ်အလုပ်ပဲဖြစ်တယ်ပေါ့စိတ်အလုပ်ဖြစ်သည့်အတွက်ကြောင့်ဘုရားကုံတော်ကိုအာရုံပြုရင်ဘာတွေတိုးပွားလာတယ်လဲလို့ဆိုရင် ဂုံတော့ကိုအာယုံပြုတ်ပြီးတော့တဒါစိတ်တွေတူပွားလာကြီးညိုစိတ်တွေစိတ်တွေကြီးနူးလာလက်စွာဘုရားဂုံတွေကိုရှုပွားရင်ပွားရင်နဲ့တရားတရားတွေဟာတိုးတက်လာတယ်။ဟောတတိတွေကလည်းပဲဘုရားဂုံတော်မှာအာယုံပြုတ်နေတဲ့တတိတရားတွေဟာလည်းတိုးပွားလာအသိပညာတွေဟာလည်းပဲတိုးတက်လာအဲ့ဒါလို့ဖြစ်ရမှာအဲ့ဒါလို့ဖြစ်မှဂုံတော်ပွားရခြင်းဆိုတဲ့ ကျိုးကျေးဇူးဗုဒ္ဓနုတ္တိဘာဝနာဆိုတာဖြစ်လာပါဟုဗုဒ္ဓနုတ္တိဘာဝနာပွားများအထုတ်တဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့စိတ်ထားတွေစိတ်နေသဘောထားတွေဟာမြင့်မြတ်ဖြူစင်းလာပြီးအစင်တော်ရမြတ်စွာဘုရားနဲ့အတူတကွနေရသလို အကုသိုလ်တွေပေါ်မှာကြောက်လန့်လာပြီးတော့အချက်တရားတွေလည်းရလာတတ်တယ်ဖျားနဲ့အတူနေရသလိုစိတ်ထဲမှာခံစားလာရသည့်ထီအောင် ဘုရားနုဒတိဘာဝနာကိုပွားများအထောက်အပံ့ဒီလိုဆိုတာပေါ့နော်ရသဗျာနဲ့အတူနေရတယ်လို့စိတ်ထဲမှာခံစားလာရအဲ့ဒီလိုခံစားလာသည့်အထိမြတ်စွာဘုရားခုံတော်ထဲမှာစိတ်ဟာနှိမ့်မြုပ်ထားနိုင်တဲ့အနေအထားမျိုးရောက်သည့်အထိအောင်စိတ်ဟာကျဉ်းနူးဝမ်းသာမှုတွေဖြစ်နေရဘုရားကိုအာရုံပြုလိုက်တာနဲ့မိမိမှာဘုရားဟာမိမိရဲ့အထက်မှာ မိမိလေးစားအပ်တဲ့နေရာမှာ အမြဲတမ်းရှိပြီးမိမိကိုယ်တိုင်ဟာဖះနာမှာထိုင်နေရပြီတကယ်လို့ခံစားမှုတွေရရှိလောက်အောင်ဒီလိုပွားများအထောက်အပံ့